မင်္ဂလာပါရှင်လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေကြိုဆိုပါရစေ2025ခုနှစ်နိုဝင်ဘာလ16ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ AA ရဲ့တိုက်ခိုက်မှုအတွင်းစစ်ကောင်မရှင်တပ်သားတွေတီးဆုံခဲ့တဲ့သတင်းခရီးသွားပြည်သူတွေပူပေါင်းပေးဖို့တရက်ခရိုင် PDF ကတိုက်တွန်းလိုက်တဲ့သတင်းကမ်ဘလူတိုက်ပွဲတွေအတွင်းမှာစစ်ကောင်မရှင်တပ်သားတွေတီးဆုံမှုများခဲ့တဲ့သတင်း ကိုလက်ရင်က ဆုံရှုံခဲ့ရတဲ့ CDN တွေကိုထောက်ပံ့ကူညီပေးနေတဲ့တဲ့င်နမောက်နဲ့ဇလင်းမှာစစ်ကော်မရှင်ရွေးကောက်ပဲပါဝင်သူတွေကိုအရေးယူနေတဲ့တဲ့င်တွေအပါအဝင်တခြားစစ်ဝင်စားစရာတဲ့င်တွေကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်ကျမကတော့ဇာတိစိတ်ပါ you တင်ဆက်ပေးချင်တာကတော့ခရီးသွားပြည်သူတွေလုံခြုံရေးပူးပေါင်းပါဝင်ပေးကြဖို့တရက်ခရိုင် PDF ကတိုက်တွန်းလိုက်တဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်းတရက်ခရိုင်အတွင်လှုပ်ရှားနေတဲ့အမတ်၁စစ်ဒေသတရက်ခရိုင်အမတ်လေးတက်ရင်ရဲဘော်တွေဟာလမ်းလုံခြုံရေးနဲ့ဒေသရင်းစိုးမိုးမှု စစ်ဆင်ရေးတွေလှုပ်ဆောင်ရင်ခရီးသွားပြည်သူတွေလုံခြုံရေးပူးပေါင်းပါဝင်ပေးကြဖို့ဒီကနေ့မှထုတ်ပြန်တိုက်တွန်းပြောကြားထားပါရဲ့ရှင်။ တရက်ခင်အမတ်လေးတက်ရင်အနေနဲ့သူတို့လှုပ်ရှားနေတဲ့စည်ရေးလှုပ်ရှားရာဒေတာတွင်ကလမ်းပိုင်းတွေကိုအသုံးပြုသွာလာနေတဲ့ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးအတွက်စစ်ဆေးဆောင်ရွက်မှုတွေကိုမကြာခဏပြုလုပ်နေတာလည်းဖြစ်တယ်လို့စုမိုးနယ်မြေအတွင် ဖြတ်တန်းသွာလာတဲ့စစ်ကောင်မရှင်တပ်သားတွေကိုလည်းတိုက်ခိုက်နေတဲ့ PDA ရဲဘော်တွေဖြစ်ပါတယ်။ခရီးသွားပြည်သူတွေအနေနဲ့တရင်ကရဲဘော်တွေစစ်ဆေးတာနဲ့ကြုံကြိုက်တဲ့အခါတွေမှာယုံကြည်စိတ်ချသွား အစီအစေးခံပြီးတော့ပူပေါင်းပါဝင်ကုညီပေးကြဖို့ကိုလည်းအတိပေးနှိုးဆော်ထားပါတယ်။မကွေတိုင်းတရက်ခင်ရအတွင်းရှိတရက်ကံမလမ်းမကြီးကိုစည်ရဲအခြေအနေအရာနဝင်ဘာလ6ရက်နေ့ကပိတ်ထားခဲ့ရတာကနေနဝင်ဘာလ10ရက်နေ့မှာပြန်ဖွင့်ပေးတယ်ဆိုတာမျိုးကိုလည်းအတိပေးထုတ်ပြန်ခဲ့ပါတယ်။အဲဒါကြောင့်အမတ်တစ်စ်တွေကတရက်ခင်ရအမတ်လေးတရင်အနေနဲ့စည်ရဲဖော်ဆောင်မှုရှိတဲ့အခါနဲ့ စစ်တပ်စစ်ကြောင်းတွေဝင်လာတဲ့အချိန်မျိုးမှာဒေသနေပြည်သူတွေလုံခြုံရေးအတွက်ထိန်းချုပ်ထားတဲ့လမ်းပိုင်းတွေကိုပိတ်ထားတာမျိုးရှိပြီးတော့စီရေးဖော်ဆောင်မှုမရှိတဲ့အချိန်တွေမှာတော့ပြည်သူတွေကိုပြန်ဖွင့်ပေးတယ်ဆိုတာမျိုးအတီးပေးတာမျိုးတွေကိုလည်းလှောက်ဆောင်နေတာဖြစ်ပါရဲ့ရှင်အခုတင်ဆက်ပေးချင်တာကတော့6လအတွင်းကမ်းဘလူခရိုင်မှာထိတွေ့တိုက်ပွဲ213ကြိမ်ဖြစ်ပွားပြီးတော့စစ်ကောင်မရှင်ဘက်က32ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းကမ်ဘလူခရိုင်အတွင်း2025ခုနှစ်အေပီလကနေစက်တင်ဘာလအထိ6လတာအတွင်းမှာတော်လန်ရေးတပ်ဖွဲ့တွေနဲ့အကြံဖက်စစ်အုပ်စုအကြားထိတွေ့မှုတိုက်ပွဲကြီးငယ်ပေါင်း218ကြိမ်အထိ ဖြစ်ပွားပြီးတော့အဲ့ဒီတိုက်ပွဲတွေအတွင်းမှာစစ်ကောင်မရှင်ဘက်က32ဦးတေဆုံးခဲ့ပါတယ်။ကမ်ဘလူခရိုင်အတွင်း6လမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းမှာစစ်တုံးမှန်ကိုဦးဖမ်းဆီးရမိထားခဲ့တယ်လို့လည်းသိရပါတယ်။ ဲ့ဒီတိုက်ပွဲတွေအတွင်မှာတော်လန်ရဲဘော်ရှစ်ဦးမြင်းမြစွာကြာဆုံးခဲ့ရပြီးတော့20ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းကျောလာတက်ကြွလှုပ်ရှားသူများအဖွဲ့ကဒီကနေ့မှာအတည်ပြုထားပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင် အပြစ်မဲ့ပြည်သူ ကိုဦးသေဆုံးခဲ့ရက33ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။ကမ်ဘလူခရိုင်အတွင်းကကမ်ဘလူနဲ့ကျွန်းလာမြို့နယ်နှစ်ခုမှာပဲ စစ်ကောင်မရှင်လောက်ခံပြူစောတိနဲ့စစ်ကောင်စီတပ်အထိုင်စခန်60ကျော်ရှိကပြူစောတိအင်အား3000ကျော်ရှိတယ်လို့လဲကျွန်းလှတကြွလှုပ်ရှားသူများအဖွဲ့ကအတည်ပြုထားပါတယ်အခုအချိန်မှာတော့စစ်ကောင်မရှင်လောက်ခံတွေဟာရွှေဘုံမြကြီးနာဗျူဟာလန်ကျော်မှာရှိတဲ့ကံဘလူမျိုးနယ်ဘူကုံဂိတ်နယ်စပိန်နတာခိတ်တို့မှာစစ်ကောင်မရှင်တပ်ရဲ့ပြူစောတိလိုအပ်ချက်အတွေ့ခရီးသွားပြည်သူတွေကို အတင်အာရမပေါ်တာဆွဲဖန်းစီတာတွေစတိုင်ပြုလုပ်နေတယ်လို့လည်းအတည်ပြုထားပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့နမောင်မြို့နယ်ရေကောက်ဝယ်ကော်မရှင်ကအကြည်တန်းစည်ရီတူကိုဖန်းစီရမိထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။မကွေတိုင်းမြို့တိမြို့နယ်မကြီးကုန်းလေးရွာမှာနေတဲ့နမောင်မြို့နယ်ရေကောက်ဝယ်ကော်မရှင်အကြည်တန်းစည်ရီမင်းသူကိုနမောင်မြို့တိလမ်းပိုင်းမှာ ဖန်စီရမိထားတယ်လို့နမောက်ဂလုံ PDA တရင်903ကရုတ်တန်နဲ့အတူ မနေ့ကနဝင်ဘာလ15ရက်နေ့မှာထုတ်ပြန်ထားပါတယ်နမောက်မျိုးတစ်လမ်းပိုင်းမှာ PDA တရင်903ကတော်လိုင်းတပ်ဖွဲ့ဝင်တွေကလမ်းပိုင်းလုံးကျုံရေးအတွက် စစ်ဆေးမှုတွေပြုလုပ်နေချိန်မှာဖန်စီရမိခဲ့တာဖြစ်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့နမောက်ကလုံ PDA တရင်903ကအတည်ပြုထားပါတယ် ဖန်စီရမိထားတဲ့ရွေးကောက်ွယ်ကော်မရှင် အကြည်ဒံစရေမင်းတူစီကနေရွေးကောက်ွယ်လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တာတွေရရှိထားတယ်လို့သိရပြီးပြည်သူ့ကာကွယ်ရေးတပ်မတော်နမောက်ဂလုံ PDA တပ်ရင်903အနေနဲ့အကြံဖက်စစ်တပ်ကပြုလုပ်မဲ့အတုရောင်ရွေးကောက်ွယ်မှာပါဝင်ပတ်သက်သူတွေကို အရေးယူသွားမှာဖြစ်တယ်လို့အတည်ပြုထားပါတယ်ရှင်အခုတင်ဆက်ပေးချင်တာကတော့ကြောက်ဖြူမျိုးနယ်မှာ စစ်ကောင်မရှင်တပ်သားတွေဝါရဖြန့်တပ်ပုံရိုက်ကူးဖို့ပြင်ဆင်နေတော့အေးအေးပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ခွဲပြီးတေဆုံမှုတွေရှိတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာအေးအေးကယာယီဆုတ်ခွာပေးလိုက်တဲ့ကြောက်ဖြူမင်းပြင်ရွာရေဒါစခန်းမှာစစ်ကောင်မရှင်တပ်သားတွေဟာဝါရဖြန့်တပ်ပုံရိုက်ကူးဖို့ပြင်ဆင်နေတော့မှအေးအေးပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ခွဲပြီးတော့စစ်ကောင်မရှင်တပ်သားအများအပြားတေဆုံခဲ့တဲ့ရုပ်သံဟာ ဒီကနေ့မှာလူမှုကွန်ရက်မှာ ပြန်နေနေပါတယ်။နဝေမာလာ၁၄ရက်နေ့ကအာရခတက်တော် AA တိမ့်ပိုက်ထားတဲ့ကြောက်ဖြူမျိုးမင်းပြင်ရွာရေဒါစခန်းကိုအကြံပန်းစစ်ကောင်မရှင်တပ်သားတွေက AR အလုံးအရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့အတွက်မင်းပြင်ရွာစခန်းကနေ AA ရဲဘော်တွေဟာယာယီဆုတ်ခွာပေးလိုက်ရတဲ့အတွက်စစ်ကောင်မရှင်တပ်ကနေရာဝင်ယူသွားပြီးဝါရဖြတ်ဓာတ်ပုံရိုက်ကူးဖို့အတွက် စစ်သား20ကျော်ကပြင်ဆင်နေတော့မှာပဲအေအေကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရဘွာလာပြတ်တပ်ပုံရိုက်ကူးဖို့ပြင်ဆင်နေတဲ့နေရာကိုတက်တက်ကြောက်ရောက်ပောက်ွဲခဲ့တဲ့အတွက်စစ်ကောင်မရှင်တပ်သားတွေတေဆုံခဲ့ရတာဖြစ်ပါတယ်မြို့တန်ကိုတော့ခေတ်သစ်မီဒီယာမှာတင်ထားတာဖြစ်ပါတယ်ရှင်ကြောက်ဖြူမျိုးနဲ့အတွင်ကြေးရွာအများစုကိုအာရခတက်တော်ကနေမြေစုမိုးထားပြီးစစ်ကောင်မရှင်တက်ကတော့ရေတက်နဲ့မြို့ပေါ်အခြေဆိုင်တက်တွေမှာဒါနေရာယူထားရမှာ ကြီးရည်လေးအင်အားသုံးပြီးတံပြန်ထိုးစစ်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။အရာအပြင်ရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်မရှင်တက်ကလေးချောင်းတက်ခိုင်မှုတွေကိုလည်းမနေ့ကအထိပြုလုပ်ခဲ့ပါတယ်။အဒီအတွက်ပြည်သူတေဆုံမှုတချို့လည်းရှိခဲ့ပါတယ်။ရခိုင်ပြည်မှာ2023ခုနှစ်နဝင်ဘာလ23ရက်နေ့ကစတင်ပြီးတော့အာရခတက်တော်ဟာမြို့သိမ်းတက်ပွဲဆင်နွှဲခဲ့တာဖြစ်တဲ့အတွက် အခုအချိန်မှာချင်းပြည်နယ်ကပလဝမြို့အပါအဝင်တန်တွဲရံပြေ ပူတီတောင်ရတိတောင်ပုံနာကျွန်းကြောက်တော်မင်းပြမြဦးမြေပုံ ပောက်တော်မောင်တော်အန်တောင်ကုန်ခွားတို့ကိုတင်ပိုက်ထားပါတယ်ရခိုင် တပြည်နယ်လုံးစစ်အာဏာရှင်လောက်ကလွတ်မြောက်ဖို့အတွက်သုံးမျိုးသာကြံရှိပါတော့တယ်ရှင်အခုတင်ဆက်ပေးခြင်းနာကတော့ကိုလက်အင်ကဆုံရှုံခဲ့တဲ့ CDN တွေကိုကူညီထောက်ပံ့ပေးနေတဲ့သတင်းဖြစ်ပါတယ်ရှင်ကရင်ပြည်နိုင်ငံဝင်တဲ့ CDN ကော်မတီအနေနဲ့ တော်လိုင်းကာလအတွင်းအကြောင်းမျိုးမျိုးကြောင့်အသက်ဆုံးရှုံးခဲ့ရတဲ့ကယင်းဤပြည်ရှိနိုင်ငံဝန်ထမ်း CDN တွေရဲ့မိသားစုထံကိုထောက်ပံ့ကူညီပေးရင်ကနေ နောက်ထပ်အစီအစဉ်အဖြစ်ကိုလက်အင်ကဆုံရှုံခဲ့ရတဲ့ CDN တွေကိုထောက်ပံ့ကူညီခြင်းအစီအစဉ်ကိုဆောင်ရွက်သွားနိုင်ဖို့ကြိုးစားသွားပါမယ်လို့အတည်ပြုထားပါတယ်ရှင်။ကိုလက်အင်က ဆုံရှုံခဲ့ရတဲ့နိုင်ငံဝန်ထမ်း CDN တွေရှိခဲ့ရင်အမည်၊မွေးသက်ကလေး CDN လုတ်ခဲ့တဲ့မြို့နယ် CDN လုတ်ခဲ့တဲ့ဌာန CDN လုတ်ခဲ့တဲ့ယာတူ CDN လုတ်ခဲ့တဲ့ယုံ CDN လုတ်ခဲ့တဲ့ရက်ဆွဲကိုလဲအင်ကဆုံရှုံခဲ့ရတဲ့ရက်ဆွဲကိုလဲအင်ကဆုံရှုံခဲ့တဲ့အကြောင်းအရင်းမှတ်တမ်းဓာတ်ပုံမှတ်တမ်းအဖြစ်တင်ထားဖို့အတွက်အမြဲတမ်းနေရလိမ့်စာဆက်သွယ်ရမိသားစုနဲ့လိမ့်စာဒါမှမဟုတ်ဆက်သွယ်ဖို့ဖုန်းနံပါတ်ဒါမှမဟုတ် single နံပါတ်နဲ့အတူတခြားမျှဝေလိုတဲ့အချက်တွေတည်င်းဆက်ကဒါမှမဟုတ်ကြုံတွေ့ခံစားနေရတဲ့အခြေအနေတွေကို ဖြည့်ဆွယ်ရေးသားပြီးတော့ ကရင်နေပြည်နိုင်ငံဝန်ထမ်း CDN Comedy Facebook Page Messenger ချက်ပေါင်းမှာစီရင်ပေးပို့နိုင်တယ်လို့အတည်ပြုထားပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့မော်တော်မြို့သိမ်းတိုက်ပွဲမှာ PLA ရဲဘော်တွေပါဝင်တက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။တနင်္သာရီမြို့နယ်အတွင်းမှာရှိတဲ့နေဆန်းမြို့ဖြစ်တဲ့မော်တော်မျိုးရှိစစ်ကောင်မရှင်တပ်စခန်းတွေကိုနဝင်ဘာလ10ရက်နေ့ကစတင်ပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နဲ့အတူ ေါ်သူလေးတက်မတော် KPN လေးဗမာပြည်သူလူမျိုးရေးတက်မတော် BPN လေးတနင်္သာရီတိုင်းပါကာဖအပါဝင်မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူပြည်သူလူမျိုးရေးတက်မတော် People Liberation Army PNL ရဲဘော်တွေလည်းပါဝင်တက်ခိုက်ခဲ့တယ်လို့မနေ့က PNL ကအသိပေးထားပါဗျ။မောတောင်မျိုးစစ်စခန်းတိုက်ပွဲလေးရဲ့အတွင်စစ်ကောင်မရှင် တက်ကနေရောညပါဘုံတွေကျဲချတုံ့ပြန်တက်ခိုက်ခဲ့ပေမဲ့နဝင်ဘာလ14ရက်နေ့ နေ့လယ်7:00နာရီခန့်မှာရန်သူရဲ့မောတောင်မစုတ်တန်းခန့်စစ်စခန်းအပါဝင်စခန်းအလုံးကိုတိုက်ခိုက်သိမ်းယူပြီးမောတောင်မျိုးကိုတော်လိုင်းရေးတပ်ဖွဲ့တွေကနေရာယူထိန်းချုပ်နိုင်ခဲ့ကြတယ်လို့ဆိုပါရယ်မောတောင်မျိုးသိမ်းတိုက်ပွဲမှာပြည်သူလွတ်မြောက်ရေးတပ်မတော် PNL ရဲဘော်တွေအနေနဲ့ drone တပ်ဖွဲ့ဖျက်တောက်ရေးနဲ့ထောက်ပို့လမ်းကြောင်းမှာအတိကတာဝန်ယူခဲ့ကြောင်းမျိုးသိမ်းတိုက်ပွဲအတွင်းစစ်တုံးမှ15ဦးကိုလက်ရဖမ်းဆီးရမိခဲ့ပြီးပြည်သူစစ်အပါအဝင် စစ်ကောင်မရှင်လောက်ခံတပ်ဖွဲ့ဝင်40ခန်းလက်နက်ချအညက်ခံခဲ့ကြရတယ်လို့ PLA ကအတည်ပြုထားပါဗျ။မောတောင်မျိုးဟာတနင်္သာရီတိုင်းဘေခရိုင်တနင်္သာရီမြို့နယ်အတွင် အရေးပါတဲ့မြန်မာထိုင်းကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာတည်ရှိပါဗျ။အဲ့ဒီလမ်းကြောင်းဟာရန်ကုန်မော်လမြိုင်ဒဝဲဖိတ်ကောတောင်လမ်းမကြီးနဲ့ဆက်သွယ်ထားတဲ့လမ်းမကြီးတစ်ခုလည်းဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့ပောက်တောင်ပိုင်းမှာ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ရမှာစစ်ကောင်မရှင်တက်တာ16ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။မကွေတိုင်းစိတ်ဖြူမြို့နယ်ကပါစာ22ကတက်စင်ပေါင်မြို့နယ်တောင်ပိုင်းဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တက်စစ်ကြောင်းနှစ်ကြိမ်တိုက်ခိုက်ခံရပြီး16ဦးတေဆုံးခဲ့တယ်လို့မနေ့ကပေါင်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကထုတ်ပြန်ထားပါရဲ့။ စစ်ကောင်မရှင်တက်တမ69တက် MS14 MS19 နဲ့ကာမရ100ကိုစတဲ့တရင်၃ရင်စုပေါင်းရ150ခန်းဟာအော်တိုဘားလ31ရက်နေ့ကပေါင်မြို့နယ်တောင်ပိုင်းကျေးရွာတွေအတွင်းကိုစစ်ကြောင်း၃ယောက်ခွဲစစ်ကြောင်းထိုးပြီးပြည်သူနေအိမ်တွေကိုဖျက်ဆီးတာမီးရှို့တာဖမ်းဆီးတပြက်တာတွေကိုပြုလုပ်နေတဲ့အတွက်နိုဝင်ဘာလ3ရက်နေ့ကပေါင်မြို့နယ်တောင်ပိုင်းကြောက်ကာကျေးရွာအနီးတနေရာမှာပေါပါကာဖာ MGY PD ရဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့တဲ့အတွေ့စစ်ကောင်မရှင်တပ်က10ဦးသေဆုံးခဲ့ပါတယ်။ဒါအပြင်တမ69လောက်ခန့် AR 130ခန့်မှာပေါင်းမြို့နယ်တောင်ပိုင်းတီးကြောက်ရွာက အရှိတ်ဘက်ကိုဥတီစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွေ့နိုဝင်ဘာလ9ရက်နေ့ကပေါင်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့ပေါင်းစိတ်ဖြူတရင်စုဖွဲ့မှုတို့ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တဲ့အတွက်စစ်ကောင်မရှင်လောက်ခံ9ဦးသေဆုံးပြီးလက်နက်5လက်ကိုတင်းစီရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တိုက်ပွဲတွေအပြီးနေမြေရှင်းလင်းစဉ်တင်းစီရမိတဲ့လက်နက်ခရံတွေကတော့ MA1 နှစ်လက် MA2 တစ်လက် MA3 တစ်လက်ကာပိုင်တနက်တစ်လက် MA ပါဝိုင်း3ကို MA ပေါက်16ကို GM မျိုးမျိုး1500ခန်း60မမ5ဘူး RPG 9ဖူးအီနာက10ဘူးတိုင်မိုင်း6လုံးနေမိုင်း5လုံးစလစ်မိုင်း5လုံးလက်ပစ်ပုံ6လုံးဆက်သွေးရေးဆက်အကြီးတစ်လုံးစကားပြောစင်2ခု ွန်ပျူတာတစ်လုံး၊ Bluetooth ဘောက်တစ်လုံး၊ရေးကြိုက်နှလုံး၊ဓာတ်သုံးလက်ဖုန်းနှလုံး၊စစ်သုံးပိုးအိတ်၃လုံး၊ခောက်ဆိုလာ2ခု၊မီချိုးဝေ3ခု၊ပါဝါဘန်တစ်လုံးအပါအဝင်ဆက်ဆက်ပစ္စည်းတွေကိုတင်စီရမိတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ရှင်။ အခုတင်ဆက်ပေးချင်တာကတော့စေအုပ်စုကပြုလုပ်မဲ့ရွေးကောက်ပွဲကိုဥဆောင်ဥရွေးပြုနေတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တဦးကို NUG ကအရေးယူလိုက်ပြီဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်။အာနာသိန်းစေအုပ်စုရဲ့ရွေးကောက်ပွဲအတွက်ဥဆောင်ဥရွေးပြုနေတဲ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တက်ဝေကိုအကြံဖက်တိုက်ဖြည့်ရေးဥပဒေနဲ့အညီအရေးယူအပြစ်ပေးနိုင်ဖို့ NUG ၁၄မြို့နယ်တရားရုံးအဖွဲ့ကတရားရေးလှုံ့ဆော်လုံနေအတိုင်း စီစဉ်ဆောင်ရွက်နေတယ်လို့မနေ့က NUG ကထုတ်ပြန်ထားပါတယ်။ဖန်စီရမိထားတဲ့တရားခမ်းတပ်ဝေးအဖအမည်ဥခင်မောင်ထွန်းဟာတရားလွတ်တော်ရှိနေတူဖြစ်ပြီးစစ်အုပ်စုရဲ့ရွေးကောက်ပွဲမှာဦးဆောင်ပါဝင်နေတဲ့အတွက်ပြည်သူကိုအကြံဖတ်မှုပြုလုပ်နေတယ်လို့လည်း NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရစုံမထိန်ချုပ်နေပြီးစလင်းမြို့နယ်မှာစစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက်ဦးဆောင်ဥယျာဉ်ပြုနေတဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တက်ဝေကိုပြည်သူတွေရဲ့တည်င်းပြဖို့မှုအရာပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကဖန်ဆီးနိုင်ခဲ့တယ်လို့လည်းဆိုပါရယ်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့2025ခုနှစ်အောက်တိုဘာ24ရက်နေ့ကစစ်ကောင်စီရွေးကောက်ပွဲမှာပါဝင်ဆောင်ရွက်ခြင်းမပြုဖို့တရားမဝင်အတုရောင်ရွေးကောက်ပွဲနဲ့ပတ်သက်သည့်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ရည်တည်ခြင်းနဲ့သဘောထားထုတ်ပြန်ကြေညာချက်ကိုထုတ်ပြန်ထားပြီးဖြစ်ကြောင်း ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေနဲ့လည်းအော်တိုဘာလ6ရက်နေ့မှာရွေးကောက်ပွဲအတွက်အတင်းအကျပ်မဲပေးစေခိုင်းသူတွေကိုတိုင်ကြားနိုင်ဖို့အတွက်အတိပေးထုတ်ပြန်ထားပြီးလည်းဖြစ်တယ်လို့ပြောထားပါတယ်ရှင်။အခုတင်ဆက်ပေးချင်တာကတော့အကျံဖက်စစ်အုပ်စုနေကြာဆောင်တက်တွေပြည်သူစစ်အဖွဲ့တွေနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုင်းတွေဟာအွန်လိုင်းငွေလင်စင်တာတွေစီကနေအကျိုးခံစား권ရနေတယ်လို့ NUG ကပြောကြားလိုက်တဲ့သတင်းဖြစ်ပါတယ်ရှင်။ အကြံပတ်စေအစုအပါဝင်သူတို့ကုကဲမှုအောက်မှာရှိနေတဲ့နေကြာဆောင်တက်တွေပြည်သူစစ်အဖွဲ့တွေနဲ့နိုင်ငံပြည်ကျော်ရာဇဝယ်ကိုင်းတွေဟာအွန်လိုင်းငွေလင်စင်တာတွေစီကနေအကျိုးခံစား권ရနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပြောကြားထားတာဖြစ်ပါတယ်။ထိုင်းနဲ့တရုတ်နိုင်ငံတို့ကမြန်မာပြည်ရင်းနဲ့ပြည်ပမှာရှိတဲ့လိင်လေကိုင်းကောင်းဆောင်တွေကိုဖမ်းပြီးတရားစွဲဆိုတာအမေရိကန်နိုင်ငံက United States ကစင်တာ State for ဖွဲ့စည်းတာရာဇဝတ်အဖွဲ့အစည်းတွေကိုစီးပွားရေးဆိုင်ရာ ပိတ်ဆို့အရေးယူတာနဲ့ပိုင်ဆိုင်မှုတွေကိုတင်စီဖို့ဗန်နာရေးဌာနရဲ့ကြေညာချက်နဲ့အင်းနီချင်းနိုင်ငံတွေနဲ့ဒေတာရင်းနိုင်ငံတွေအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကြိုးပမ်းလှုပ်ဆောင်မှုတွေအတွေ့လဲကျေးဇူးတင်တဲ့အကြောင်းသတင်းစကားပါထားပါဗျာ မြန်မာနိုင်ငံအတွင်းကျူးလွန်နေတဲ့နိုင်ငံဖြတ်ကျော်ယာစဝင်းမှုဆိုင်ရာလုပ်ရက်တွေအပေါ်နိုင်ငံတကာကအာရုံစိုက်လာပြီးအရေးယူဆောင်ရွက်မှုတွေတိုးမြင့်လှုပ်ဆောင်လာတာကိုလည်းအမျိုးသားညီညွတ်ရေးအစိုးရကကြိုဆိုကြောင်းတရင်အရေးမိတွေရဲ့အစိုးအရာအရှိတောင်အာရှမှာအတိကလှုပ်ရှားနေတဲ့စိုက်ဘာလိမ့်လေခိုင်းတွေဟာကမ္ဘာတဝန်းမှာရှိတဲ့အပြင်းပြည်သူတွေစီကနေ တနစ်ကိုဒေါ်လာ65ဘီလီယံခန့်လိမ့်လည်လှည့်ပြားနေပြီးမြန်မာပြည်သူတသိန်း2000ခန့်အွန်လိုင်းငွေလိမ်မှုတွေလုပ်ဖို့ PRP ထိန်းသိမ်းခံထားရတယ်လို့ပြောထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့မြန်မာနိုင်ငံအတွင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုအမြင့်ဖြန်နှိမ်နင်းဖို့နဲ့ထိခိုက်သူတွေကို ပံ့ပိုးကူညီနိုင်ဖို့တိုင်းရင်းသားဒေါ်လာရဲ့အဖွဲ့တွေ ERO ဂျားဖြတ်မိဖက်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေနိုင်ငံတကာတရားဥပဒေစိုးမိုးရေးအဖွဲ့တွေအပါအဝင်တခြားသက်ဆိုင်ရာအဖွဲ့တွေနဲ့ညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်းကတိပေးထားပါတယ်။လက်ရှိမှာဆိုရင်လည်းအမျိုးသားညီညွတ်ရေးအစိုးရနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာအလို့အဖွဲ့နဲ့ပြည်သူ့ရဲတပ်ဖွဲ့တို့ကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုအမြင့်ဖြတ်နှိမ်နင်းနိုင်အောင်ကူညီပံ့ပိုးပေးနေတဲ့အပိုင်းကနေပါဝင်နေတယ်လို့ဆိုပါရယ်။ NUG ရဲ့အခုထုတ်ပြန်ချက်အမျိုးသားညီညွတ်ရေးအစိုးရက 2023ခုနှစ်အောက်တိုဘာလ18ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့လူကုန်ကူးမှုဖျားယောင်းလိမ်လည်မှုနဲ့နိုင်ငံဖြတ်ကျုံမှုကင်းဆိုင်ရာကြေညာချက်အမျိုးသားညီညွတ်ရေးအစိုးရကယင်းဤအမျိုးသားတိုးတက်ရေးပါတီ KMPP ကယင်းအမျိုးသားအစည်းအရုံး KNU ခြေအမျိုးသားတပ်ဦး CNF မြန်မာနိုင်ငံလုံးဆိုင်ရာကြောင်းသားဒီမိုကရက်တစ်တပ်ဦး ABSDF မွန်ပြည်သစ်ပါတီ NLSB ပုံမှန်လီဂယ်ပါမှ WLB တို့ရဲ့2025ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာကြေညာခဲ့တဲ့စိုက်ဘာရာဇဝတ်မှုဆိုင်ရာပူရဲကြေညာချက်နဲ့ဆက်ဆက်နေတာကို အခုအမေရိကန်က ကြားဖြတ်နှိမ့်နှင်းရေးတွေနဲ့ပတ်သက်ပြီးအဖွဲဖွဲလိုက်တာနဲ့ပတ်သက်ပြီးပြန်လည်ထုတ်ပြန်ထားတာမျိုးဖြစ်ပါရဲ့ရှင်။အခုတင်ဆက်ပေးချင်တာကတော့ခင်ဦးမြို့နယ်နဲ့ကမ်းပလူမြို့နယ်တို့မှာလေကြောင်းပုံကျဲတက်ခိုက်မှုအပါအဝင် မြေပြင်စစ်ကြောင်းထိုးနေတဲ့အတွက်ကျေးရွာတက်စဲကျော်ကပြည်သူတွေထွက်ပြေးတင်းရှောင်နေရတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းခေဦးမြို့နယ်နဲ့ကံဘလူးမြို့နယ်တို့မှာစစ်ကောင်မရှင်တက်ကနေလေးချောင်းပုံကျဲမှုတွေနဲ့မြေပြင်စစ်ကြောင်းထိုးနေတဲ့အတွက်ကျေးရွာဆဲရွာကျော်ကပြည်သူတွေဟာစစ်ဘေးကလွတ်မြောက်ရေးထွက်ပြေးတင်းရှောင်နေကြရတယ်လို့ခေဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကမနေ့ကအသိပေးထားတာဖြစ်ပါတယ်။နဝေမာလ15ရက်နေ့ညနေပိုင်းမှာတော့ခေဦးမြို့နယ်နဲ့ ကမ်းဘလူမျိုးနဲ့အဆက်အိုင်ပေါင်းချောင်ကြီးရွာကိုရောက်ရှိနေတဲ့စစ်ကောင်မရှင်တပ်တမ33ကစစ်သားတွေနဲ့တင်ကန်ဝင်ဝါတဝါလောက်ခံကျူပူပေါင်းအင်အား300ခန်းဟာစစ်ကြောင်းထံကိုကာအသေးနှစ်စီးနဲ့ထပ်မံအင်အားဖြည့်တင်းခဲ့ပြီးညအိတက်ဆွဲခဲ့တယ်လို့လည်းအတည်ပြုထားပါတယ်။နိုဝင်ဘာလ10ရက်နေ့ကစပြီးတော့နိုဝင်ဘာလ15ရက်နေ့အထိခင်ဦးမျိုးနဲ့အနောင်မြောက်ချမ်းခင်ဦးကန့်မလူရေဦးအဆန်နဲ့ခင်ဦးအနောင်မြောက်ချမ်း ကမ်ဘလူအနောက်တောင်ကျန်းတို့ကကြေးရွာတွေကိုစစ်ကောင်မရှင်တက်ကလေချောင်းနဲ့15ကြိမ်ထဲမနဲ့ဘုံကျဲတက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။အိုင်ပေါင်းကြောင်ရအပါဝင်အနီးမှာရှိတဲ့ခင်အိုကမ်ဘလူအဆက်ကကြေးရွာခွနရွာကျော်ကပြည်သူတွေဟာစစ်ကောင်မရှင်တက်တပ်မ33ကစစ်သားတွေနဲ့တင်ကန်ဝဲဝါသွားလောက်ခံပြူတွေနဲ့ပူပေါင်းအင်အား300ခန့်ဟာစစ်ကြောင်းထံကိုရောက်ရှိနေတဲ့အတွက်ထွက်ပြေးတိမ်းရှောင်နေကြရတာလည်းဖြစ်ပါတယ်။ တာပြင်ခင်ဦးမြို့နယ်အနောက်ချံမူးမြင့်အရှေ့ဘက်တတပတောင်ကားစိတ်ရွာမှာတက်ဆွဲခဲ့တဲ့စစ်ကောင်မရှင်တက်စစ်ကြောင်းဟာရေဦးမြို့ပေါ်ပြန်လည်ဆုတ်ခွာသွားပေမဲ့မူးမြင့်အကူလှေကတိုးစိတ်အနီးကေပုံးတွေပိုချထားတယ်လို့လည်းသိရပါဗျ။နိုဝင်ဘာလ15ရက်နေ့ညနေပိုင်းကလည်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကတက်လာပြီးရွှေဘိုလေးကျင့်တက်အတွင်ကိုတက်ဆင်းခဲ့တဲ့ MI70 ရဟတ်ရင်ဟာ ရေအိုမျိုးပေါ်ကိုလည်းလက်နက်ပစ္စည်းတွေထောက်ပို့ခဲ့တာ ဖြစ်ပါတယ်။အဲ့လိုပဲခေဦးမျိုးနဲ့အနောက်ချံပြည်တော်ပြူရွာကိုလည်းမိထီလာရှန်တယ်လီတက်ကတက်လာတဲ့လေရင်နဲ့အချိန်အတော်ကြာပြန်ဝဲကလက်နက်နဲ့လက်ခါခေရန်တွေထောက်ပို့ပေးခဲ့တယ်လို့လည်းခေဦးမျိုးနဲ့သတိမှန်ပြန်ကြားရေးအဖွဲ့ကပြောထားပါတယ်။အဲ့လိုအခြေအနေတွေကြောင့်ခေဦးမျိုးနဲ့မိုးပေါင်တရှောင်းရှိမြင်းတောင်တာဝိတ်ချီ မုံလာကာဘူအနီးမှာရှိတဲ့ကျေးရွာတွေကဒေသနေပြည်သူတချို့ကလည်းကျေးရွာအတွေ့မနေရကြတော့ပဲထွက်ပြေးတင်းချောင်းနေကြရတာဖြစ်ပါရဲ့ရှင်အခုတင်ဆက်ပေးချင်တာကတော့ပျော်ဝယ်မြို့နယ်မှာစစ်မှုထမ်းခြေလာစဉ်ကောင်းနေတဲ့တောင်ချောင်းကျေးရွာအုပ်ကြီးပြစ်ခတ်ခံရပြီးတည်ဆုံခဲ့ရတယ်ဆိုတဲ့သတင်းဖြစ်ပါရဲ့ရှင်မန္တလေးတိုင်းပျော်ဝယ်မြို့နယ်မှာပြည်သူတွေထံကစစ်မှုထမ်းခြေလာစဉ်ကောက်ခံနေတဲ့အပြင်စစ်မှုထမ်းအတွက်လည်း ပေါ်တာဆွဲတာတွေကိုစစ်အုပ်စုနဲ့အတူလိုက်လုံနေတဲ့တောင်ချောင်းကျေးရွာစစ်တပ်ခန့်အုပ်ချုပ်ရေးမှူးတာဝင်းခေါ်တန်ဝင်းကိုနိုဝင်ဘာလ14ရက်နေ့ညနေ9:30မိနစ်ကတော်လိုင်းရဲဘော်တွေကရှင်းလင်းခဲ့တဲ့အတွက်တေဆုံသွားတယ်လို့သိရပါတယ်။ပျော်ဝယ်မြို့နယ်တောင်ချောင်းကျေးရွာစစ်ကောင်စီကအုပ်ချုပ်ရေးမှူးတာဝင်းခေါ်တန်ဝင်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေက နေရင်အတွင်ဝင်ရောက်ပြီးပြစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာပင်တေဆုံသွားတာဖြစ်တယ်လို့နေပြီးတော့စစ်တေတာ အမှတ်903တရင်ကထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲ့လိုနေအတွင်ဝင်ရောက်ရှင်းလင်းစင်မှာတော့ပြည်သူလူထုထံကကောက်ခံထားတဲ့ငွေကျပ်638000ကျပ်နဲ့ဖုန်းတလုံးတို့ကိုတတိကံပစ္စည်းအဖြစ်သိမ်းဆည်းရရှိခဲ့တယ်လို့လည်းအတည်ပြုထားပါဗျ။တည်ဆုံသွားတဲ့တာဝန်ခေါ်တန်ဝင်းဟာပြည်သူတွေထံကစစ်မှုထမ်းကြီးလို့ဆိုကလာစဉ်ကောက်ခံတဲ့အပြင်ကျေးရွာတွေမှာရှိတဲ့လူငယ်တွေကိုလည်းပေါ်တာဆွဲပေးတာတွေပြုလုပ်နေတဲ့အတွက် အဲ့ဒီလုံရက်တွေကိုရက်တံမှုအကြိမ်ကြိမ်သတိပေးခဲ့ပြီးဖြစ်ပေမဲ့နိုင်လာခြင်းမရှိတဲ့အတွက်အခုလိုအရေးယူခဲ့တာဖြစ်ပါတယ်။အဲ့လိုအရေးယူတဲ့လှုပ်ဆောင်မှုကိုတော့နေပြီးတော့စစ်တေတာအမှတ်903တရေနမကလုံ PDA တပ်ဖွဲ့ကရဲဘော်တွေကလှုပ်ဆောင်ခဲ့တာလို့လည်းအတည်ပြုထားပါတယ်။မိဘပြည်သူတွေအနေနဲ့လည်းတာဝန်ခေါ်တန်ဝင်းလိုကြေးရွာအတွင်မှာစစ်မှုထမ်းခြင်းမတရားကောက်ခံနေသူတွေပေါ်တာဆွဲဖမ်းဆီးနေသူတွေနဲ့မတရားချိတ်ချောက်ဖိနှိပ်နေသူတွေရှိရင် နမောက်ကလုံး PDF အဖွဲကို ဖြစ်စေတခြားသောတော်လိုင်းအဖွဲတွေကိုဖြစ်စေထိုင်ကြားနိုင်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။လွတ်လပ်တဲ့ Renew Agency သတင်းဌာနကနေထူးခြားသတင်းတွေနဲ့ပြည်သူတွေတည်တင်းတည်တိုက်တဲ့ဆောင်းပါတွေဝေဖန်သုံးသပ်ချက်တွေကိုလည်းနောက်ရက်တွေမှာဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်များအားလုံးနဲ့မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးစေပေးမှာအမြန်ဆုံးလွတ်မြောက်ကြပါစေလို့လည်းစွန့်မုံကောင်းတောင်းလိုက်ရပါတယ်ရှင်။